အရွယ်တင်နုပြူအောင်လှပအောင်ရည်ရွယ်ပြီးတော့လုတ်ခဲ့တဲ့ခွဲစိတ်မှုတစ်ခုကနေပြီးတော့အသက်ကိုရန်ရှာတဲ့အဖြစ်ဆိုးတစ်ခုကိုပြောင်းလဲသွားခဲ့တာပါဆေးရုံမှာလည်းရုတ်တရက်နှလုံးရက်သွားခဲ့တဲ့အတွက်ဒေကြီးရဲ့အသက်ကို CPR နဲ့ပြန်လဲရှင်သန်စေအောင်လုပ်နိုင်ခဲ့ပေမဲ့တတိယတော့ပြန်လဲမရရှိခဲ့တော့ပါဘူးအလားပါဆိုင်ရာ ခွဲစိတ်ခန်းထဲမှာနိုင်ပေါင်း၁၇နိုင်ကျောင်းသူဘာတွေဖြစ်ပျက်ခဲ့တာလဲ ့ကိုဘယ်လိုတွေခွဲစိတ်ခဲ့တာလဲ University Hospital ဆေးရုံမှာနှလုံးခုန်တာ2မိနစ်လောက်ရက်တန့်သွားခဲ့တဲ့အတွက် University Hospital ကဆရာဝန်တွေကဒေအီးရဲ့မိခင်ကိုသားဖြစ်သူမှာ တပတ်တက်ပို့ပြီးတော့အသက်မရှင်နိုင်ကြောင်းအသက်ရှင်နိုင်ခဲ့ရင်တော့အုံနောက်ထေသွားနိုင်ကြောင်းပြောကြခဲ့တယ်။အဲဒီအတွက်ကြောင့်ထေဆုံးသွားရင် ကိုရင်ကအစိတ်အပိုင်းတွေကိုဘယ်လိုမျိုးလှူဒန်းကျင်လာလဲဆိုပြီးတော့ပါဆွေးနွေးခဲ့ပါတယ်။မိခင်ဖြစ်သူကတော့အဲ့အကြံကိုလုံးဝလက်မခံနိုင်ခဲ့သေးပါဘူး။တေဤသူ့ရဲ့မေယိုးကိုခွဲစိတ်ကုသမှုလုပ်ခဲ့တဲ့စေကန်းကမတော်တဆမှု မရှိဘူးဆိုတော့နာမည်နဲ့14နှစ်ကြာအောင်ကြွားလုံးထုတ်ထားတဲ့ plastic surgery clinic မှာမျက်နှာပြုပြင်ခြင်းကိုခံယူခဲ့တာပါ။